တီဖြူတီဖြူပဲကွာအိမမမဖြူဖြူဖြူချော့ချော့လေးဖြူ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 ချော့ချော့လေးဘာလို့ချော့ချော့ချော့ဆီလက်ပါဆိုင်လို့ဘောကဖြူ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 ချော့ချော့လေးနမိမဖြူရဖြူရနဲ့အလားဆုံးမတရားရှိတာအဲ့ကရိုက်တဲ့ချိန်မှာအမေကဟိုတထက်တဲကြရတယ်ပေါ့နော်တထက်တဲကြရလို့ခံစားရတယ်ခင်ပြိုမဒီကရိုက်တာလေးနဲ့ပေါ့နော်အဲ့ဒီစိတ်တော့အခုပြန်ဖြစ်တယ်အဲ့ဒီကြည့်နေတဲ့အချိန်မှာအဲ့ဒီခံစားချက်လေးပြန်ဖြစ်ပါတယ်မှန်ပါတယ်အိမ်မြောင်ကအဲကောင်းပါတယ်အဲ့ဒီကလေးအမိစိတ်ထဲမှာတော့ အခုကြည့်တဲ့ချိန်မှာတကယ်ခံစားချက်ကောင်းပါတယ်ပြီးလို့ရှိရင်ဟိုအစတော့ရိုက်တဲ့ကားတင်ထားတဲ့ကားဆိုရတဲ့အခုကအမီနဲ့အဲ့ဒီအိမ်မြောင်ပေါ့နော်အဲ့ဒီဟာထဲမှာကြည့်လိုက်တဲ့ချိန်မှာ character တစ်ခုကိုအမီရောက်နေတယ်လို့တော့ခံစားချက်လေးရှိပါတယ်ညီမခင်ပြုံမတီပါဒေါ်ရီတို့ရဲ့မိတ်ဆွေပါဒေါ်ရီတို့ကဘာလို့လဲဟဲ့ကောကိုမင်းကိုမင်းအမေကိုအမေလိုပဲခေါ်တာကြာတော့လေတညလို့တဲလို့ရမလားဟာရတာဘော ဒီညအတွက်တော့ချစ်တဲ့ချင်းတပုတ်ကိုစုပ်ပြစ်ပြီကွာ use it မင်းတို့ရေလောစောတက်တာနဲ့ဒီအင်ဂျီနဲ့ရောက်လာအမှန်တော့တူပါတယ်ဒီ character လေးပါပဲဘာလို့လဲဆိုတော့ဒီထဲမှာဖြစ်နေတဲ့အတိုင်းပါပဲအမှန်တိုင်းပြောလို့ရှိရင်အပြင်ရအီမီနဲ့အထက်ရအီမီနဲ့အဲ့တော့ကျအဲ့ဇန်ညောကိုတေချာအီမီဟိုတေချာကြည့်တယ်ပေါ့နော်ခေပြိုမဒီရဲ့လောက်ရမဲ့ဟာလေးတွေကဘာလဲဆိုတော့အခုလိုမျိုးအမျိုးသားတွေပါတယ်အဲအဲ့လိုပေါ့နော်အဲဝိုင်းပြီးတော့မှအဲ့ဒါတွေက character တွေထဲမှာဖြစ်ပါတယ်အီမီနဲ့တူပါတယ် ိမ်မြောင်ကအမီစပြီးတော့မှဒုတိယကြိမ်ဖြစ်လာတဲ့အချိန်မှာပေါ့နော်2023မှာအာရိုက်ထားတဲ့ဖုံးရှင်ပြီးတော့အိမ်မြောင်ဒုတိယကားပေါ့နော်အဲ့မှာဘယ်လိုမျိုးလက်ခံဖြစ်လဲဆိုတော့အမီကအဲ့နေရာလေးကထူးခြားခြားလေးလည်းဖြစ်တယ်ပြီးလို့ရှိရင်အဲ့နတ်ဆရာမလေးတယောက်ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့အမီကဒီ WeFret Production ရလဲဒီဒီကားနဲ့ပထမဆုံးဖြစ်တယ်ညီမလေးရယ်ဆိုတေချာမီတင်လုပ်ပြီးမှညီမလေးနဲ့ပွဲဦးထွက်လေးဟိုဒီ production ကိုလုပ်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ character လေးမှာအမီလှလှလဲလဲကိုမှ အလက်ခံဖြစ်တာပါရှင်အကုန်လုံးကြိုးပေးပါတယ်အကုန်လုံးကြိုးပေးတယ်အဓိကမမြင်ရတဲ့လောကသားတွေကိုကြိုးပေးပါတယ်မှတ်တရရှိတာအဲ့ဒီကရိုက်တဲ့ချိန်မှာအမေကဟိုတထက်တဲကြရပေါ့နော်တထက်တဲကြရလို့ခံစားရတယ်ခင်ပြိုမဒီကရိုက်တာလေးနဲ့ပေါ့နော်အဲ့ဒီစိတ်တော့အခုပြန်ဖြစ်တယ်အဲ့ဒီကြည့်နေတဲ့ချိန်မှာအဲ့ဒီခံစားချက်လေးပြန်ဖြစ်ပါတယ်ဟောအဲ့ဒါကဟိုဟာကိုကိန်ကြီးနဲ့အီမီနဲ့အဲ့မှာအဲ့စင်ပေါ့နော်အဲ့မှာအီမီက ဟို writer ကိုသားညီရကိုသားညီရပြောတယ်ပေါ့နော်ဒီလိုဒီလိုကားလိုက်တဲ့အဲ့နဲ့သူတို့ကအဲ့လိုကားလို့ရမလဲအမိမထင်ဘူးဒီဟာတွေကအမိကိုဒုရီယာကျေပေါ်လာတဲ့အချိန်မှာပူရာကတာနဲ့ပဲဖြစ်နေခဲ့တာ哦ဒါပေမဲ့အဲ့အချိန်မှာဟဲ့ကားလို့ရရပေါ့နော်အမိလုတ်တာတွေက character နဲ့ကိုဟိုဟဖြစ်တယ်ဆိုတော့အဲရိုက်တဲ့အချိန်မှာလည်းအမိအရန်ကိုမှစိတ်ချမ်းသာခဲ့ရပါတယ်ဟိုစိတ်တွေကလည်း DJ B နဲ့လိုက်ပြီးတော့မှအမိ changes တွေလုတ်တာပေါ့နော်အဲ့လိုရှိပါမြန်မာသချင်းဆိုလည်းမြန်မာကောက် ခံစားချက်တွေအဲ့လိုမျိုးရှမ်းဆိုလက်ရှမ်းပေါ့နော်အဲ့ဒီရဲ့ character တွေပေါ်မှာတော့အီမီလုံးလို့ရပါတယ်ရှင်တီလိုတန်ကတော့ဘယ်တီလိုမဆိုတော့ဟိုတတ်ဝင်မှုရှိပါတယ်အဲထူးခြားတဲ့ချက်ကတော့အဲ့ဇက်ကားရိုက်တဲ့အချိန်မှာအီမီဘိတ်မှာ အဲရွှေဆိုင်ကြော်ညာတွေပေါ့နော်အဲ့မြအဲ့ဒါလေးတွေတွားရတယ်ထူးခြားအလုံးနဲ့ပတ်သက်ပြီးထူးခြားတာပေါ့နော်ဆိုတော့ဒေါက်ရှော့ပါပွဲတွေလည်းအဲ့ကရိုက်နေရင်းနဲ့မှာဒေါက်ရှော့နယ်ပွဲတွေရောရှူတင် ပြရနဲ့ပြေးတာတွေပါတယ်အဲ့တွားရတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီကရိုက်တဲ့ချိန်မှာအမိတို့အကန်ကောင်းချင်းတွေလည်းအများကြီးရောက်လာပါတယ်ဟုတ်မှန်ပါတယ်အိမ်မြောင်ကအဲကောင်းပါတယ်အဲ့ကလေအမိစိတ်ထဲမှာတော့အခုကြည့်တဲ့ချိန်မှာတကယ်ခံစားချက်ကောင်းပါတယ်ပြီးလို့ရှိရင်ဟိုအစတော့ရိုက်တဲ့ကအတင်ထားတဲ့ကဆိုရတဲ့အခုကအမိနဲ့ အဲ့ဒီအိမ်မြောင်ပေါ့နော်အဲ့ဒီဟာထဲမှာကြည့်လိုက်တဲ့ချိန်မှာ character တစ်ခုကိုအမီရောက်နေတယ်လို့တော့ခံစားချက်လေးရှိပါတယ်။ဒါတော့တူပါတယ်ဒီ character လေးပါပဲ။ဘာလို့လဲဆိုတော့ဒီထဲမှာဖြစ်နေတဲ့အတိုင်းပါပဲ။အမှန်တမ်းပြောလို့ရှိရင်အပြင်ရအမီနဲ့အထက်ရအမီနဲ့အဲ့တော့ကျအဲ့ဇန်ညောကိုတေချာအမီဟိုတေချာကြည့်တယ်ပေါ့နော်။ခေပူမဒီရဲ့လောက်ရမဲ့ဟာလေးတွေကဘာလဲဆိုတော့အခုလိုမျိုးအမျိုးသားတွေပါတယ်အဲ့လိုပေါ့နော်။အဲဝိုင်းပြီးတော့မှအဲ့ဒါတွေက character တွေထဲမှာ ဖြစ်ပါတယ်အမီနဲ့တူပါတယ်ဟုတ်အဲဝိုင်းပြီးတော့ကြောင်တာလေးကတ်တယ်လဲပါတယ်ပြီးလို့ရှိရင်နောက်ဆုံးမှအသိန်းတာကကျွန်မကဆက်သွယ်လို့ရတယ်ဆိုတဲ့ဟာလဲပါတယ်ပြီးလို့ရှိရင်ဒီထဲမှာဟိုဘယ်လိုပြောမလဲတိမ်ပွေပြီးတော့မှ ဟိုလှပတဲ့မိမသားတယောက်ဖြစ်ချင်တဲ့ဟာလေးတွေကဒီထဲက character နဲ့ဒီစကားတွေရဲ့အားမှာခံစားမှုလေးရှိပါတယ်။အမီအခုမူရောက်ပြောမယ်ဆိုရင်တော့အမီမူတွေကအခု foreign bet သွားနေရပေါ့နော်။ဒီပြင်ဆင်တွေရောစိတ်တွေရောအမီကအဲ့မူတန်ကိုချက်ချင်းပြီးတော့နေတတ်တယ်။အဲ့တော့အမီကိုဒီတစ်ခါတွေ့တာနောက်တစ်ခါတွေ့တာတူမှာမဟုတ်ဘူး။အမီကမူလိုက်ကိုတက်ဝင်တဲ့လူဖြစ်တဲ့အတွက်ဒီတစ်ခါတွေ့တော့သူ့ရုပ်ကြီးကတည်နေပါတယ်။ရှိခါတော့က cute cute type ဆို cute type ဖြစ်တဲ့အချိန်မှာ cute type ဝင်စားတယ်အမီက။အဲဒီမူဖြစ်ရင်ဒီမူတန်ကိုနေတတ်တယ်ပေါ့နော်။ဆိုတော့အမီကို ခါနဲ့တစ်ခါတွေ့တဲ့ချိန်မှာတော့တူမှာမဟုတ်ဘူး။ဒီနောက်ပိုင်းမှာကျတော့အဲမူးလိုက်ပဲနေဖြစ်မယ်လို့တော့ကိုကိုထင်တယ်ဟုတ်မြတောင်တော်မှဟိုကတော့မတ်စကာလာတော့မပါထားဘူးလေဒါအမီရဲ့နည်းနည်းလိုအပ်တာလေးနှခန်းကြီးလေးစိုးတယ်မျက်ခုံးလေးနည်းနည်းဖြည့်တယ်အဲ့ထဲရဟာကတော့တဘာဝလိုပဲတဘာဝထက်နည်းနည်းလေးပဲဟိုရွှေရှင်ဆိုတော့ပိတ်ကားမှလူတိုင်းကြည့်မှာလေဆိုတော့အပ်တာလေးပဲချက်ထားတာပါမျက်တောင်တူတွေပါတယ်အခုပွက်တက်တက်ပါဘာမှမဆိုင်ဘူးပေါ့နော်ဆိုတော့ချိန်နဲ့ပါတယ်အမီရဲ့မျက်လုံးအယောင်လေးတွေလည်းထဲရ ဟိုကိုကင်ကြီးနဲ့ဆင်းပါလေကားတယ်မကားခင်ရေလောင်းတဲ့ဟာမှာဆိုမျက်လုံးထဲကအယောင်လေးပဲတွေ့ရတယ်ပေါ့နော်ဆိုတော့အီမီတို့က feeling သမားဖြစ်တဲ့အတွက်ဒီဆင်းလေးကိုကြည့်ပြီးတော့မှကိုကြည်နူးရတဲ့ပိုင်းလေးရှိတယ်ဟောဒီချိန်မှာမျက်လုံးလေးက short လက်နေရပဲပေါ့နော်အဲ့ခံစားချက်ကိုတော့ကြည်ရင်းနဲ့ကိုကိုကိုခံစားမိပြီးတော့ဒါကြုံလို့ပြောတာပေါ့နော်စိတ်ထဲဖြစ်သွားတဲ့ပီတိလေးပါပဲအခုနောက်ပိုင်းကဘယ်လိုပြောမလဲရိုးရရမှုလည်းမဟုတ်ဘူးဟိုခံစားချက်တွေကဒူဘိုင်းဘက်ကိုသွားနေရပေါ့နော် feeling ကကြောက်အာစပင်နေရောအဲ့ဒီ အဝတ်စားတွေဒီလိုမျိုးသိမ်းလာတဲ့ဟာလေးတွေပေါ့နော်ခန်းစားချက်တိုင်းတော့အမီနေဖြစ်ပါတယ်အဲ့ဒါတော့သူမစားတော့မစားသေးပါဘူးဟုတ်ကြည်နေအကုန်လုံးကအဲ့ sense တွေဖြစ်နေတဲ့ခန်းစားမှုလေးတွေပေါ့နော်ဆိုတော့နေလို့ကောင်းပါတယ်အခုချိန်လေးဟုတ်ဒီကားနဲ့ပတ်သက်ပြီးသုံးသပ်ချက်ဆိုရင်တော့အဲအမီဟိုပါပေါ့တေးဥဆောင်ဆိုတဲ့ဟာကိုဒူရီယာအနေနဲ့ result လေးတစ်ခုကိုပေးမဲ့ကားလို့တော့ကိုယ့်ကိုမြင်ပါတယ်ဘယ်လိုပြောမလဲ ကရက်တာတယောက်ချင်းစီတိုင်းကသူ့နေရာနဲ့သူအဝင်ခွင့်ကြလေးဖြစ်ပြီးတော့မှဟိုတချို့ပိုင်းဆိုအရင်ရှိရတယ်ပေါ့နော်ဘွာမောတွေပြည်စင်มาပါလို့ပြီးလို့ရှိရင် the refresh production ကလည်းခုနောက်ကားကြီးလည်းအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့ဟိုဟာဖြစ်ပါတယ်လို့အမိနေနဲ့တော့အကုန်လုံးကြည့်စစ်ချင်ပါတယ်လို့ပြောချင်ကြည့်ကြည့်ရင်တော့နည်းနည်းသိမယ်ပေါ့နော်ခန်းစားချက်လေးတွေကအရင်မိုက်ပါတယ်လို့ရည်ရတဲ့ချိန်ရှိတယ်အရင်ပျော်ဖို့ကောင်းတဲ့ကားလေးလို့ပြောချင်ပါတယ်ရှင်ဟုတ်